တို့အခမ်းအနားအစီအစဉ်ရှိဖြစ်သွားတာပေါ့နော်ကျွန်တော်တို့မျိုးဥလွန်လိုင်းရင်းမှာတက်ပြီးသွားခဲ့ကြတဲ့ကဗျာနဲ့စာပေဉ္စပညာရှင်တွေရှိပါတယ်အဲ့ဒါတွေကတော့ကျွန်တော်တို့အားလုံးလည်းသိကြပါတယ်ကျွန်တော်တို့ကကဗျာဆရာခက်တီကဗျာဆရာကီဇာဝင်ကဗျာဆရာကုချင်းမီကဗျာဆရာမောင်ဘူးကဗျာဆရာမမကြည်လင်ရေးလို့ပေါ့နော်အဲ့ဒီသူတို့ရဲ့ကဗျာလေးတွေကိုကျွန်တော်တို့ကနေပြီးတော့က အဲလူပညာရှင်တွေကနေပြီးတော့ကျွန်တော်တို့ကရုပ်ဖို့အစီအစဉ်လေးတစ်ခုလည်းလုပ်ထားပါတယ်ဗျာဆိုတော့အဲ့ဒီရဲ့အစီအစဉ်ကိုကျွန်တော်တို့ပါဝင်အားဖြည့်ပြီးတော့ကူညီပေးဖို့အတွက်အဲခန္ဓာမှုလုပ်ပေးဖို့ညီမလေးတက်တက်အင်ဒရာကိုပေးခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်အားလုံးပဲမင်္ဂလာပါရှင်အဲအခုဆက်လက်ပြီးတော့ကြန့်ရှိနေတဲ့အခမ်းအနားအစီအစဉ်တွေကိုကျွန်မထက်ထက်အီရာအောင်ကနေပြီးတော့ဆက်လက်ပြီးတာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်အခုအခမ်းအနားအစီအစဉ်၈အရာ ရေဦးတော်လိုင်းမှာအသက်ပေးသွားခဲ့ကြတဲ့ကြဗျာနဲ့စာပေအနုပညာရှင်တွေရဲ့လက်ရာကြဗျာတွေကိုရုပ်ရှင်နဲ့ဂီတအနုပညာရှင်တွေကရွတ်ဆိုကြမယ့်အစီအစဉ်ပဲဖြစ်ပါတယ်။ဒီစီစဉ်ရဲ့ပထမအဦးဆုံးတပုတ်အနေနဲ့ကြဗျာဆရာမောင်ပူရဲ့ဒီစစ်ပွဲပြီးရင်ငါမျိုးကိုငါမပြန်ဘူးရောက်ဖကြဗျာအားရုပ်ရှင်အနုပညာရှင်တောင်းကရွတ်ဆိုပြီးမှဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုတောင်းကိုရွတ်ဆိုပေးဖို့အတွက်လေးစားစွာနဲ့ဖိတ်ကြားချင်ပါတယ်ရှင်။ Okay အားလုံးပဲမင်္ဂလာပါဟိုရှင်းမှာရှင်းမှာရွေးကြတဲ့ခင်ဗျာဆရာကြီးအားလုံးလည်းကျွန်တော်ရဲ့နှစ်သက်တဲ့ခင်ဗျာဆရာကြီးလည်းအများကြီးပါတာအများကြီးတွေ့တာဒီလိုတွေ့ညောင်းဒီပွဲတွေကကျွန်တော်တို့ရန်ကုန်ကြီးကောင်းပါတယ်ပြီးတော့အခုကျွန်တော်တို့ဒီနေ့ကကျွန်တော်တို့ပြည်သူတွေရဲ့အဲလူလူကောင်းဆောင်မီတော်စန်းစီရှင်ခရစ်ဆက်ရှင်တွေပြည်မှုနေဖြစ်တဲ့အတွက်အမေချမ်းပါပါစေလို့ကျွန်တော်ဆုတောင်းပါတယ် အဲကျွန်တော်အခုဖတ်ပြမယ့်ကြာဆရာလေးရဲ့အကြောင်းလေးကိုကျွန်တော်ကိုမိုးသိစီရနေပြီးတော့နည်းချင်းလေးသိရပါတယ်ကျွန်တော်တို့တော့ဒါဟုတ်ဟုတ်ကျွန်တော်ပြောပြခြင်းနဲ့ကြာဆရာတယောက်အကြောင်းလို့ကျွန်တော်ပြောခြင်းနဲ့ပြီးတော့သူ့ရဲ့ကြာကိုဖတ်ပြခွင့်ရတဲ့အတွက်လည်းကျွန်တော်အင်တာနက်မှာကိုယ်ယူပါတယ်ဟိုကြာဆရာမောင်ဘူကအေရီတိုင်းတဲကလို့အေရီတိုင်းမြို့မှာကျွန်တော်သားလို့ကျွန်တော်သိရပါတယ်သူက University အကြောင်းဆရာလို့လည်း သိရပါတယ်။အရင်တော့ကတို့ဒီအာနာစာသိန်းကာလမှာတော့လမ်းမတော်ဆန္ဒပြတာတွေပါတယ်လုတ်ခဲ့ပြီပဲ။နောက်ပိုင်းအားမရတဲ့ဒီလိုအလုံးတော့တော့တဲ့အခြေအနေတွေမှာဒီလက်နက်ကင်ပင်တော်လေးကိုဆက်လုပ်ဖို့ခံယူချက်နဲ့သူကတော်လိုင်းဖို့လုတ်ခဲ့ရပေါ့နော်။အဲ့ KM လို့ကြာမှာ၆တိုင်မှာသူစစ်တဲ့နဲ့တက်ပြီးတော့တိုက်ပွဲတွေညဆိုတာဝင်ခဲ့တယ်။ဒါပေမဲ့ဘယ်နေ့မှာဘယ်လိုတိုက်ပွဲကြာသွားလဲဆိုတော့ တည်လိုက်ရဘူးလို့ပြောပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီလိုခပြဆရာကကျွန်တော်တို့တမိုင်းမှာရေးထိုးထားမယ်ဒေါ်လာရေးတမိုင်းရအောင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီပြည်သူတွေရဲ့နှလုံးသားတွေပေါ်ရေးထိုးတဲ့ခပြဆရာတယောက်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ဒီလိုခပြဆရာတယောက်ရဲ့အဲခပြလူဖောက်ခွင့်ရတဲ့အတွက်ကိုယ်ယူပါတယ်စေဘွေးပြည့်ရင်ငါမျိုးငါမပြောင်းဘူးရောက်ပါ မောင်ပူဝေးရဖန်များလာတော့နီးရထောက်ကိုကြောက်နေရတာအယိုးဆွဲနေပြီခေဟောင်းတေးကိုနေတိုင်းဆိုရင်ခစ်ဆွေးကြီးတယ်မြုပ်နေတယ်မြုပ်မကြောက်တယ်ကြောက်ပါနှင်းနေဖွေးဖွေးစီးကြနေတဲ့တောင်ပေါ်မြို့လေးဟာသင်္ဘောအဝေါ်တန်ကြားရဲ့တကနာထောက်ပွဲယုံကလွှဲရဲ့တိတ်ဆိတ်မှုမှာ နေသားကြနေပြီတယောက်လက်ကိုနောက်တယောက်ကလာတွဲပြီးတရားဖြားဖို့ကကန့်ချဖို့ကလွဲရဲကျန်တာမလုတ်တတ်တော့ဘူးငါမပြန်တော့ဘူးရောက်ပါအရက်ဝိုင်းမှာတော်လန်ရေးကြောင်းဆွေးနွေးမယ်တပည့်ရေးဆိုင်မှာအနိုင်ဆုံးတွက်ချက်မယ်ตาရနားမယ်ကြီးရခိုးမယ်ငါမျိုးလေးဟာမျိုးငယ်တယ်လို့အတွေးခေါ်တိန်တယ် ဘာမှမဖြစ်သေးတာကိုဖျားသခင်ပေးတဲ့လက်ဆောင်လို့သဘောပိုက်ရင်ဝင်ထဲထက်ဓာတ်ကိုလဲမှုပြောလဲမျိုးပေါ်ထောက်တင်ထားတာကိုကျေနပ်ကမ္ဘာရေးကိုထမင်းတနက်စာနဲ့လဲလဲလဲထားတယ်ဒီမော့ဆိုကိုသူတို့မသိဘူးတန်လန်ကိုအမြင်ကြအောင်ဆောင်ထားတယ်အင်းရောက်ကခွေးကိုအင်းဦးခန်းပေါ်တင်ပြထားတယ်ငါ့မျိုးအကြောင်းပြောရင် ငါငိုရဲရောက်ပါပြီးတော့ငါရှက်ရွှေမြင်းတွေကိုလည်းအားနာပါတယ်ရက်မော်တင်ကိုလည်းရှစ်ခိုးပါတယ်ရွှေချက်ရဲ့ရွှေချက်ပေါ့အလုံးဒီပါရောရှိသမျှဖရာအစူစူတို့ဟာကတော့ပါလေဒီစစ်ပွဲပြင်းငါပြန်မလာတော့ဘူးကြောက်ပါမဟုတ်ဘူးအလုံးကျေးဇူးတင်ပါတယ်ဤတော်တော်မှာဟုတ် ုတ်ကဲ့ပါရှင်အခုလိုမျိုးဆီယာမောင်ဘူရဲ့ကြပြာကိုခန်းစားရွတ်ဆိုပြီးတော့ရဲကိုတော်ကိုကျေးဇူးများကြီးပဲတင်ပါတယ်ရှင်